ပုံစံသစ်နဲ့ကဘာကလပ်ဖလားပြိုင်ပွဲမှာဘာတွေပြောင်းလဲသွားနိုင်လဲအားလုံးပဲမင်္ဂလာပါခင်ဗျာ Lintel Sport Channel ကနေကြိုဆိုပါရစေခင်ဗျာဒီရသည်မှာတော့ကဘာကလပ်ဖလားပြိုင်ပွဲကိုကျွန်တော်တို့မြင်တွေ့နေတဲ့ပုံစံမဟုတ်ဘဲနဲ့ပုံစံသစ်တစ်မျိုးနဲ့မြင်တွေ့ရမှာပါပုံမှန်တိုင်းဆိုရင်2002ခုနှစ်ကစတင်ခဲ့တဲ့ဒီပြိုင်ပွဲကတိုက်ကြီးတိုက်စီကချန်ပီယံအသင်းအင်ရှင်အသင်းတွေနဲ့စုစုပေါင်း9သင်း8သင်းခန့်သာပြိုင်လို့ရှိတာပါဒါကြောင့်ပဲပြိုင်ပွဲရဲ့အချိန်ကလူစိတ်ဝင်စားမှု စတာတွေကိုထင်တလောက်မရခဲ့ပဲအသင်းတွေကြာကွာဟချက်ကြီးမားတာမို့ဥရောပချန်ပီယံလိရဲ့ချန်ပီယံအသင်းတွေကသာအလွယ်တကူပိုဆွဲသွားတတ်ကြပါတယ်ဒီနေ့မှာတော့ဖီဘာကဒီပြိုင်ပွဲကိုအသွင်တစ်တစ်မျိုးနဲ့အစပြုလာခဲ့ပါပြီကမ္ဘာကလပ်ပြိုင်ပွဲဖြစ်တဲ့အတွက်တိုက်ကြီးအားလုံးကအကောင်းဆုံးအသင်းတွေပါဝင်ကြမှာပါပိုအောင်ကောင်းတဲ့ဥရောပ ။ဒါအမေရိကတို့ကတော့ဝင်ခွင့်နေရာပိုရထားကြပြီးတော့စုစုပေါင်း32တင်းပါဝင်မဲ့ဒီပြိုင်ပွဲမှာဥရောပက12တင်း၊တောင်အမေရိကက6တင်းအထိပါဝင်မှာဖြစ်ပါတယ်။32တင်းကိုအုပ်စု8စုခွဲထားပြီးတော့ထိပ်ဆုံး2တင်းစီကရှုံးရွှဲအဆင့်ကိုတက်ရောက်ကြမှာဖြစ်ပြီးတော့ ၁၆ရက်တင်းစင် quarter final semi final final ဆိုပြီးအဆင့်ဆင့်ကစားသွားရမှာပါခေါင်းဆောင်အသင်းဆိုတဲ့နေရာမှာတမတ်ချက်တရှိုးတော့ရှိနေပါတယ်ဥရောပအနေထားနဲ့ပြောရမယ်ဆိုရင် ranking အမြင့်ဆုံးနိုင်ငံတွေကအသင်းတွေပါဝင်ခွင့်ရမယ်ပြီးခဲ့တဲ့၄နှစ်အတွင်းဥရောပပြိုင်ပွဲတွေကစွန့်ဆောင်ရည်တွေကိုကြည့်ပြီးဆုံးဖြတ်ကတနိုင်ငံကိုနှစ်သင်းထိပဲကန့်သက်ထားရမှုဘာစီလိုနာလီဗာပူးလိုအသင်းကြီးတွေခြံလက်ခံခဲ့ရတာပါ သွင်သင့်တဲ့ပြိုင်ပွဲတစ်ခုကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပြီးတော့ဘလောက်အကျိတ်နဲ့ရှိပြီးပြိုင်ဆိုင်မှုပြင်းထန်အောင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေ့တော့လက်ပြိုင်ပွဲတွေနားထားချိန်ဒီလိုပြိုင်ပွဲကြီးနေတဲ့အတူရင်ခုန်စိတ်လှုပ်ရှားခွင့်ရမှာဖြစ်လို့စိတ်ကြည်နှက်စရာဖြစ်ပါတယ်ခင်ဗျ။ဘယ်အသင်းတွေဘယ်စင်းထိရောက်သွားမလဲ။ဘယ်အသင်းချန်ပီယံဖြစ်မယ်လို့ထင်လဲခင်ဗျ။